ဒီဗီဒီယိုထဲကနေလူချင်းမီးတို့ကိုကိုတိုင်အတက်အမခံဈေးနှုန်းရှောက်လို့ရတဲ့နည်းတည်းကျွန်တော်အစနေဆုံးထိဥပမာနဲ့တကားကျွန်တော်လောက်ပြပေးသွားမယ်နော်အထူးသဖြင့်ဒီဗီဒီယိုထဲကနေကျွန်တော်ပို့ပြီးတော့ဦးစားပေးသွားမှာကအတက်ကြီးတဲ့ကျွန်တော်မိဘပိုးပွားတွေအတွက်ပေါ့နော်ပြောရမယ်ဆိုလို့ရှင်အတက်68 69ကနေစပြီးတော့အတက်85 86 90ကိုအထိနော်တဲ့68ကနေ89အထိတို့တို့အတွက်အတက်အမခံရှောက်ပေးခြင်းလေဆိုလို့ရှင်ရှောက်လို့ရတယ်နော် ။ဘာယောဂပဲရှိရှိဘာဆေးပဲတောက်တောက်မကြခင်ကပဲဆေးရုံမှာအိတ်ခက်တီဖြစ်စေ။နော်သူတို့အခြေအနေဘယ်လိုပဲဖြစ်နေပါစေအတိုင်းတာတစ်ခုတည်းသူတို့အတွက် life insurance လို့ခေါ်တဲ့အတက်အမခံရှောက်ပေးခြင်းလည်းဆိုရင်ရှောက်လို့ရတယ်နော်။သူတို့အတက်ရွက်ကဒီလောက်ဆိုရင်ဈေးနှုန်းဘယ်လောက်ရှိမှာလဲဥပမာနဲ့တကွကျွန်တော်တခုပြီးတခုလှုပ်ပြပေးသွားမယ်။ဟုတ်ပြီ။ဥပမာနံပါတ်1ဒီအဖွားကအတက်84နှစ်ရှိပြီးတော့ Georgia ပြည်နယ်မှာနေတယ်ထားပါတော့။ State ဆိုတဲ့နေရာမှာ Georgia ပြည်နယ်ကိုကျွန်တော်ရွေးမယ်။အတက်က84နှစ် ပြီးတော့အမျိုးသမီးဆိုတော့ဒီနေရာမှာအမျိုးသမီးရွေးမှာပေါ့နော်ဒီအဖွားကနှစ်တောင်းတန်အတက်အမခံရှောက်ချင်တယ်ဆိုရင်ဘယ်လောက်ဆောင်ရလဲဆိုတော့ဒီမှာရှိတဲ့ calculate ခလုတ်လေးတစ်ခုနှိပ်ပေးလိုက်ပါဒီဇာတ်တစ်ခုကိုဘာလာပြန်ရမယ်ဆိုလို့ရှိရင် Georgia ပြည်နယ်မှာနေတဲ့84နှစ်အရွယ်အဖွားတစ်ယောက်ကနှစ်တောင်းတန်အတက်အမခံဝယ်မယ်ဆိုရင် လာစင်ကြီးက132ဒေါ်လာနဲ့36ဆက်ဒါဥပမာနံပါတ် နောက်တနည်းအနေနဲ့ကြည့်ကြည့်ပေးမယ်ဒီအဖွားပဲเนาะဒီအဖွားနဲ့ပဲကျွန်တော်ဆက်လက်ရှာကြည့်ရအောင်ဂျော်ဂျီယာပြည်နယ်မှာနေတဲ့84နှစ်ရွယ်အဖွားတယောက်ကအတက်အမကငါတောင်းတန်ယူမယ်ဆိုလို့ရှိရင်ငါတောင်းတန်ရှောက်မယ်ငါတောင်းတန်ဝင်မယ်ဆိုရင်ပေါ့လာစစ်ကြည့်ဘယ်လောက်ဆောင်ရလဲဆိုတော့ဟာခဏပြရတဲ့အတိုင်းဒီ calculate ဆိုတဲ့ clock လေးတစ်ခုနှိပ်လိုက်ပါဒီစရာလေးကိုပါရပြန်ပေးရမယ်ဆိုရင် ဂျော်ဂျာပြည်နယ်မှာနေတဲ့84နှစ်အရွယ်အဖွားတစ်ယောက်ကငါးတောင်းတန်တဲ့အတက်အမခံဝယ်မယ်ရှောက်ခဲ့မယ်ဆိုလို့ရှိရင်လေလာစင်ကြီးက326ဒေါ်လာနဲ့ဆယ်ဆက်အဲ့လောက်ပဲရှိပါတယ်နော်အဓိကချက်လေးတွေပြန်ပြီးတော့အချင်းချုပ်ပြပေးရမယ်ဆိုလို့ရှိရင်တော့နံပါတ် ဒီ website link လေးကိုဒီ video ရဲ့အောက်မှာလားဘေးမှာလား description box ထဲမှာလားတင်ထားပေးမယ်ရေးမှတ်ထားပေးမယ်လူကြီးမေတို့ကိုနီကိုဟာနဲ့အတက်အမှတ်ခံဈေးနှုန်းဘယ်လောက်ရှိလဲဒီလောက်ဝယ်မယ်ဆိုရင်ဈေးနှုန်းဘယ်လောက်လဲဒီလောက်တတ်နိုင်တယ်ဆိုရင်တော့တက်အမှတ်ခံဘယ်လောက်ရလဲစသဖြင့်ကိုယ့်အနေကိုစမ်းကြည့်ချင်တယ်ဆိုလို့ရှိရင်တော့စမ်းကြည့်လို့ရတယ်နော်ပထမဆုံးအစစ်က life insurance ဈေးနှုန်းအမှန်တကယ်တည်ချင်တယ်ဆိုရင်ကိုနီကိုဟာနဲ့ online ထဲမှာတက်ပြီးတော့ဈေးနှုန်းရှာလို့ရတယ်ဒုတိယဆင့်အနေနဲ့လူချင်းမင်းအမန်တကယ်အတက်အမခံရှောက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်ထဲမှာဖုန်းခေါ်လာအကောင့်ဆောင်ရတော့စာရေးလာပါเนาะကျွန်တော်တို့ဖုန်းထဲမှာစကားပြောကြပြီးတော့အပြန်လာအချက်လက်လေးတွေဖလှယ်လို့ရတယ်လူချင်းမင်းတို့မေးချင်တဲ့အချက်လက်တွေရှိလေကျွန်တော်ဖုန်းထဲကနေစနေဆုံးတိတိတလောက်တတ်တလောက်ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးလို့ရတာပေါ့เนาะနောက်ဆုံးအဆင့်လို့ပြောရမှာလား တတိယဆင့်အနေနဲ့လူချင်းမီးတို့ life insurance အမှန်တကယ်ရှောက်ချင်တဲ့ solution လေလိုအပ်တဲ့အချက်လက်လေးတွေအားလုံးကို email တည်းအနေလားဖုန်းတည်းအနေလားအချက်လက်လေးတွေအားလုံးပို့လာပေးကျတို့ဒီကနေ online ထဲမှာပဲရှောက်ပေးတာเนาะအစနေဆုံးထိကျွန်တော်ရှင်းပြတော့ပေးတဲ့အချက်လက်လေးတွေအားလုံးသစင်ပင်တစင်လောက်ကြတွေအားလုံးကတော့ online ထဲကနေလောက်လို့ရတဲ့အရာတွေเนาะလူချင်းတွေ့ကြမလို့ဘူး online ထဲမှာပဲတွေ့ကြဖုန်းထဲမှာပဲစကားပြောကြရင်းနဲ့အစနေဆုံးထိလူချင်းမီးတို့ကူညီပေးလို့ရတယ်เนาะ လူချင်းမျိုးတို့ဘယ်မျိုးပဲပြီးနေမှာပဲနေနေကျွန်တော်တို့အကူအညီပေးလို့ရတယ်ကျွန်တော်တို့ရှောက်ထားပေးတဲ့ life insurance ရှောက်လာတဲ့အားလုံး insurance company ကလက်ခံတယ်ဆိုလို့ရှိရင်လည်းနှစ်ပတ်ကနေလေးပတ်ကြာထဲမှာလူချင်းမျိုးတို့နေတဲ့နေရာလူချင်းမျိုးတို့ပေးထားတဲ့လိပ်စာမှာပဲစာရဲဆန္ဒတွေအားလုံးရောက်လာကုန်မှာဟုတ်ပြီလားမပီးသေးဘူးနော်တနေ့နေ့တစ်ချိန်ချိန်လူချင်းမီတို့အခက်ခဲနဲ့တွေးကြုံရတဲ့အချိန်ကြလို့ရှိရင်ကျတို့အဖွဲ့စီကလေအစနေဆုံးထိအခက်မဲ့ပဲလိုက်ပြီးတော့ဝန်ဆောင်မှုတွေလုပ်ပေးတာကူညီပေးတာနော်မိစားရှေ့စားရေးလာပါဖုန်းခေါ်လာပါ 那么买冰啤酒对身体还比较健康不？这就对了。